အုတ်ချုံရည်မှုနဲ့လဝါချင်းရိုက်နေတဲ့ဆိုတဲ့ဝေဖန်မှုတွေကိုသက်သေနေတကွဖြည့်ရှင်းလာတဲ့ခိုင်နှင်းဝေအလုံးမဲမိကလာပေါင်းဗမစ်နောင်ကနေကျူစလိုက်ပါတယ်လက်တလုံးမှာတော့ခိုင်နှင်းဝေကပြင်မနာမြို့မှာလှူခဲ့တဲ့ငလျင်ဘေးအလှူနဲ့ပတ်သက်ပြီးဝေဖန်မှုတွေမြင့်တက်လို့နေတာဖြစ်ပါတယ်ပြမနာမြို့ကလည်းငလျင်ဘေးကြောင့်ထိခိုက်ဆုံးရှုံးမှုတွေအများကြီးဖြစ်ခဲ့တဲ့မြို့တစ်မြို့ပေါင်းပင်တွေလည်းပျက်စီးသွားသလိုအသက်ပေးလိုက်ရတဲ့သူတွေလည်းအများကြီးရှိပါတယ်။ဒါကြောင့်မို့ခိုင်နှင်းဝေကရရှိထားတဲ့အလွန်ငွေသိန်းပေါင်း9000ထဲကနေပြမနာမြို့အတွက်သိန်း4000လှူပေးခဲ့ပါတယ်။ လူပေးတဲ့နေရာမှာရက်ကွက်အုပ်ချုပ်ရေးမှုတွေကောက်ပေးတဲ့စည်ရင်တိုင်းအိမ်တောင်စု185အိမ်တောင်စုအတွက်ဒိမ်းပေါင်း4000ကိုလှူပေးခဲ့တာပါ။ဖုန်ကြီးကျောင်းမှာလှူဒန်းတာဖြစ်တဲ့အတွက်နေအရရောက်မှာလှူဒန်းကတခါတည်းရေဆက်ချအမျှဝေပေးလိုက်ပါတယ်။ ခိုင်နေဝေကလူလုံးပြပြဆိုရင်သူမရဲ့အကောင့်မှာအလို့မတန်းကိုတင်ပေးပါတယ်။အဆိုပါ post အောက်မှာပြင်မနာမြို့ကငလျင်ကြောင်နေပျက်စီးသွားရသူတချို့ကငလျင်ဘေးကြောင်ခိုင်နေဝေလူရာကိုမရလိုက်ပါဘူးလို့ဖွင့်ရလာခဲ့ကြတာပေါ့။လူတချို့ကလည်းအုတ်ချုပ်ရဲမှုတွေကောက်ပေးတဲ့ဆင်းရဲနဲ့လူရာကမဖြစ်သင့်ဘူးလို့ထောက်ပြနေခဲ့ကြပါတယ်။ဒါကြောင့်မို့ခိုင်နေဝေက